ကဲကျွန်တော်ဒီနေ့မှာကျွန်တော်ကဒီဂမ်ဘာလေးကိုအသုံးပြုတော့ဗီဒီယိုလေးတွေဖန်တီးတဲ့နေ့လမ်းလေးကိုတစ်ချက်တွေ့ကြည့်ကြအောင်ပေါ့နော်ကဲဒါကြရင်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်မနေ့ကလောက်ထားတဲ့ဒါလေးရှိတယ်ဒါကတော့ Facebook မှာတင်ဖို့အတွက်ဗီဒီယိုလေးလောက်တာဖြစ်ပါတယ်ပေါ့နော်အတကယ်လို့အခုမှ motion လေးတွေတခါတည်းဒီ shoot ခင်းလေးတွေနဲ့လုပ်မယ်ဆိုရင်လည်းဒီ gamba မှာသူမှပေးထားတဲ့ ready made ဗီဒီယိုလေးတွေရှိတယ်အဲ့မှာအစားထိုးပြီးအရေးနဲ့ရတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့ gamma ကိုတစ်ချက်ဖွင့်လိုက်ပါမယ်ဒါလေးကတအားကြီး pro မကြပါနဲ့ဒါအခုမှစသုံးနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တအားကြီးမှအဆင်ပြေတာပေါ့နော်ဒါဆရာကြီးတွေအတွက်တော့မဟုတ်ပါဘူးအဆိုရင်ကျွန်တော်တို့ဒီဘက်မှာပထမဆုံးအဗီဒီယိုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးသွားမလဲဆိုလို့ဒီဘက်မှာပါတဲ့ဒီ Facebook video ဆိုတာလေးကိုတစ်ချက်သွားမှာပေါ့နော်ဒါကတော့ကွန်ပျူတာနဲ့တောင်းတာဖြစ်ပါတယ် အတကယ်လို့မှကိုလိုချင်တဲ့ဗီဒီယိုလေးတွေလိုက်ချမယ်ဆိုလို့ရှိရင်လည်းဒီဘက် channel မှာဗီဒီယိုလေးတွေရှိပြီနော်ဒါဖူအတွက်လားအဲဒီဘက်မှာကိုနှိပ်ကြည့်ပေါ့နော်ဘာအတွက်လဲဆိုတာလေးကိုဒီဘက်မှာအတအများကြီးရှိပါတယ်ခေဘဒီဘက်မှာကြာလို့ရှိရင်အစားတောင်းတဲ့ပတ်သက်တာလေးတွေပြီးတော့ music ဒါလေးကတော့ travel ပေါ့နော်ဒါခီးသွားတဲ့ဗီဒီယိုလေးတွေဒီဘက်မှာအသွားလို့ရတယ်သူကဓာတ်ပုံလေးတွေလည်းအစားထိုးလို့ရမှာပါနော် ဒါညင်ကြမ်းညာလေးနဲ့လှုပ်လို့ရမှာမဟုတ်နော်โอเคဒါဆိုရင်ကျွန်တော်ကကိုကြိုက်တဲ့ဒီကောင်လေးတစ်ခုကိုသွားလိုက်မယ်သူတို့မဟုတ်ဒီကောင်လေးတွေဒါလေးကတော့ဓာတ်ပုံလေးနဲ့သွားတာပေါ့နော်โอเคဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီကောင်လေးကโอเคကြာလိုက်ပေါ့နော်ဘယ်နှစက္ကန့်ရှိမလဲတော့မသိဘူးပေါ့နော်အဲဒီဘက်ကကျွန်တော်ဖွင့်ကြည့်လို့ရပါတယ်နော်ဒီဘက်မှာသွားကြည့်ရမယ်โอเค သူကတော့ music နောက်ခံတီလုံးလေးတွေမပါသေးဘူးနော်โอเคဒါဆိုရင်ဒီကောင်လေးမှာကိုကအစားထိုးမှာမနော်ဓာတ်ပုံလေးတွေအစားထိုးမှာဆိုလို့ရဒီဓာတ်ပုံလေးတွေကိုသွားမှာမနော်ဒီဓာတ်ပုံလေးတွေနှိမ့်မယ်ပြီးတဲ့ရင်တကယ်လို့ကိုအစားထိုးခြင်းတဲ့ဓာတ်ပုံလေးတွေကိုဒီဘက်မှာလာပြီးတော့ upload လုပ်အောင်မှာမနော်မနေ့ကဗီဒီယိုလုံးမှာပဲမနေ့ကဗီဒီယိုလေးမှာလို့ပဲကျွန်တော် upload ကိုတစ်ချက်နှိမ့်လိုက်မယ်ပြီးတဲ့ရင် upload ခိုင်းဆိုတာလေးကိုတစ်ချက်သွားမယ်ခုမှရှိတဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်ကဘယ်မှာအားထားလဲပေါ့နော် ရချမ်းလေးမှာကိုမရှိတဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်ကသွားပြီးတော့ခေကိုထည့်ချင်တဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်ကဒီဖက်ချမ်းလေးကဒီခေါင်းလေးနဲ့ဟောနော်ဒီခေါင်းလေးနှိမ့်လိုက်မှ open အဲဒီ upload ဓာတ်ပုံတင်လိုက်ပြီနော် upload တင်တာလည်းခဏလေးပါပဲဒါ internet အဲ wifi account နေဆိုလို့ရှိရင်အဲခဏလေးဆိုရင်ပြီးပါတယ်၃ပုံဆိုတော့ကျွန်တော်ကနေပြီးတော့၃ပုံ upload လုပ်အောင်မှာမနော် คนับไปแล้วไปปုံเลยตีนได้มั้ยแหละดีปုံเลยเทได้มั้ยโอเค อ่าดีมาลาไปแล้วเดี๋ยวอัปโหลดลงตาปิดได้นะรอบต่อปုံตีนมั้ยรอบต่อปုံก็จ่ารอดีปုံเลยเทได้มั้ยโอเคได้ส่วนอัปโหลดลงตาปิดได้ป่ะเนาะปฐมปုံมาบาปုံเทมั้ยแหละดีปုံเลยเทได้มั้ยปิดได้เยเราอ่ะดีบัลเลก็อตาเต็มหมดดูอ่ะชี้နေเลยอยู่ซ่าเลยဆိုလို့ရှိရင် ်နောက်ပြန်ဆုပ်ကျင်တယ်ဆိုရင် control z လေးနဲ့ဆုပ်ပဲနော်ပြီးတော့ကျွန်တော်ကဒီလိုမျိုးထေးလိုက်မယ်ပြီးတော့ဒီဘက်ခြမ်းလေးမှာလာထေးလိုက်မှာနော်ဒီမှာစောင်းနေတဲ့ design လိုကျင်တယ်ဆိုရင်လည်းကျွန်တော်ကဒီ control နဲ့နှိပ်လိုက်မယ်ပြီးတော့ဒီဘက်ခြမ်းလေးမှာ rotate ဆိုတာလေးရှိတယ်မှန်နော်ပုံလေးကိုနည်းနည်းလောက်ဒီလားလားအနေထားလေးစောင်းလိုက်မှာနော်ပြီးနည်းနည်းလောက်ထေးလိုက်မယ် okay ပြည်သားရေဒီဖက်ချန်လေးမှာလာထည့်လိုက်မယ်ဆိုရင်ရပါပြီ ခင်နော်ပြီးတော့နောက်တစ်ပုံထည့်မယ်ဒီဘက် channel ကဒီတစ်ခါကျတော့ဒီပုံလေးထည့်လိုက်မယ်ဒီပုံလေးကိုနည်းနည်းလောက်သေးလိုက်မှာမနော်ညကျွန်တော်ထည့်ခြင်းတဲ့နေရာလေးမှာတက်ထည့်လိုက်ရင်ရပါပြီဒီဘက် channel မှာလေထိုးနေလကောင်းပါမယ်နော်ဒီပုံလေးထည့်လိုက်မယ်ဒီပုံလေးကိုနည်းနည်းလောက်သေးလိုက်မှာမနော် okay โอเคဒီညလေးမှာ၃ပုံထည့်ပြသပြီဆိုလို့ချင်းကိုကဘာအတွက်လဲပေါ့နော် ဥမာဒါ travel ခရီးသွားတယ်ဆိုလို့ရှိရင်လည်းခရီးသွားအတွက်ရွေးပေါ့နော်။အမြန်မာသာပြောင်းနေတယ်ဆိုရင်လည်းဒီကောင်လေးမှာအဲဒီမှာတော့ပြောင်းပေါ့ control ဒီမှာဒီဘက်ချမ်းလေးမှာဖောင်းပြောင်းနေနေရရှိတယ်။ဒီကောင်လေးတွေကကြာတော့ကျွန်တော်က union ကောင်းနေပဲပြောင်းလိုက်ပါမယ်နော်။ပြီးရင်ကိုရေးချင်တဲ့စာလေးတွေပေါ့နော်။ကိုရေးရှင်တဲ့စာလုံးလေးတွေရေးလို့ရပါတယ် ီးတဲ့ဒီဖက်ချမ်းမှာလေပိုရေးရှင်တဲ့စာလုံးလေးလေးကောင်းနေမြန်မာသားရေးမစုံလေအယူလို့ရပါတယ်နော်တကယ်လို့ကိုပြောင်းချင်တဲ့ဟာလေးတွေဆိုရင်လေအင်္ဂလိပ်စာနဲ့တခါလေးပြောင်းလို့ရပါတယ် ဒီပေါ်တော့ဒါလေးတွေမှာကြာတော့ကိုရေးချင်တဲ့ဒါလေးတွေရေးပေါ်တော့ဒါလေးတွေ discount ရနိုင်အောင် discount ပေးမယ်ဆိုလို့ရင်းနဲ့ဆရာခိုင်းလို့ discount ပေးမှာတော့ပါတော့အဆရဒီကောင်လေးက video editing ဒါလေးတွေကိုကျွန်တော်က photo slide show တွေနဲ့တခြားလေးအဲလုပ်လို့ရပါတယ်နော်ပြီးသားတဲ့အခါကြာလို့ရှိရင်ကျွန်တော်ကဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီကောင်လေးမှာအာ ဒီကောလေးမှာနောက်ထပ်တစ်ခုပြောသွားမလဲ music သွားချားမှာမနော် music သွားချားမှာဆိုတော့နောက်ခံတီလုံးလေးနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးတော့ဒီဘက်မှာ element ဆိုတာလေးကိုချက်နိုင်မယ်ပြီးရကျွန်တော်ဒီဘက်မှာဘာချားမလဲဆိုလို့ရှိရင် music ဆိုတာလေ m u s i c ဆိုပြီးတော့ music ဆိုပြီးတော့ like ချလိုက်မနော် music မှာမှာကျွန်တော် audio ဆိုတာလေးကိုရှာပေးပါဒီဘက် channel မှာသူအများကြီးကြားလာပါလိမ့်မယ် ကိုကကိုချိုင်းနေသက်တာလေးကိုဒီဘက်ကရှမ်းလေးကဖွင့်ပြီးတော့လည်းကျွန်တော်နားထောင်လို့ရပါတယ်เนาะမချိုင်းသေးဘူးနားထပ်တစ်ခုဖွင့်ကြည့်မယ်โอเคเนาะဒါလေးချိုင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းလေးကိုဆက်နိုင်လိုက်ဦးမယ်ဒါဆိုရင်တတ်တတ်ပြတ်ပြတ်ကြည့်မယ်โอเคနောက်ထပ်ဒီကောင်လေးမှာပြန်ဆိုက်အပြန်ပြီးတော့ဗီဒီယိုလေးတွေအဆက်ပြီးတော့ပေါင်းကျင်သေးတယ်ဆိုတော့ဒီကောင်လေးကိုဆက်နိုင်လိုက်ပါနော် ပြီးသားတဲ့အခါကျလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ခြားထားတဲ့ဗီဒီယိုလေးကိုတစ်ချက်သွားလိုက်ပါပြီးရင်ဘလို့ဗီဒီယိုလေးဒီဘက်မှာ music ထားလို့ပေါ့နော်ကျွန်တော်ကဒီဘက်မှာမာချာမလဲဆိုလို့ရှိရင်ဗီဒီယိုဆိုတာလေးကိုလိုက်ချလိုက်မလားအဲဆိုရင်ကိုကြိုက်တဲ့ဗီဒီယိုလေးတွေကိုဒီဖက်ချန်လေးမှာအဲဒီမှာပေါ့နော် ကျွန်တော်ပထမခြာခဲ့တဲ့နေရာပြီးသားရင်သူနဲ့ပတ်သက်တဲ့ဒါခရီးသွားရတယ်ဆိုလို့ချင်းဒီဘက်ဒီခေါင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရဲ့ဗီဒီယိုလေးတွေကဒါအပိုင်းဆက်လေးတွေနဲ့ကျွန်တော်ကအဆက်သွားမယ်ဆိုလို့ချင်းအများကြီးရတာဘုနာဒီမှာတစ်ချက်ယူမယ် Okay ဒီလိုလေးတွေလောက်လို့ရတာဘုနာဒီခေါင်းလေးတွေမှာလည်းဓာတ်ပုံလေးတွေအစားထိုးလို့ရတယ်ဒါလေးတွေကကြတော့ကျွန်တော်ကနေပြီးတော့ဒါနောက်ခံမပါဘူးဘုနာဒီခေါင်းလေးက PG PNG PNG ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီဘက် channel မှာ ကျွန်တော်ပုံလေးတွေဒါ transfer ပေါက်နေတဲ့ပုံစံလေးတွေရှိတယ်။ကောင်လေးတွေကိုမားကျွန်တော်ကဒီဘာလုံးမလဲ။အကိုထည့်ချင်တဲ့ပုံလေးတွေဒီမှာလာထည့်လို့ရတာပေါ့နော်။ဒီက device channel ကဒီဒီပုံလေးထည့်မလား။ဒါဆိုရင်ဒီအောက်ကရှိတဲ့ဒီပုံလေးကိုကြာတော့ကျွန်တော်ဖြောက်ဖြောက်ပြမှာပေါ့နော်။ delete နဲ့ထုတ်လိုက်မယ်။ကိုဖြောက်ချင်တဲ့ပုံကိုကြာတော့ delete နဲ့ထုတ်လိုက်ပေါ့နော်။ပြီးသားရင် device channel ကကိုထည့်ချင်တဲ့နေရာလေးတွေမှာထည့်လို့ရပါတယ်။ပြန်ပါအတွက်လဲပေါ့နော်။ ဒီကောင်းလေးတွေဆိုရင်လည်းထိထားလို့ရတော့မနော်ပချမ်းလေးမှာထိထားမယ်โอเคဒါဆိုရင်ဒီကောင်းလေးတွေကိုမှကျွန်တော်ဖွင့်ကြည့်လိုက်မယ်အဆင်ပြေပြားပေါ့နော်ကိုယ့်အကူစာတန်းလေးတွေကိုကျွန်တော်ကိုယ့်အကူရေးရမှာနော်โอเคအာဓာတ်ပုံဗီဒီယိုအာဓာတ်ပုံလေးတွေကိုမှကျွန်တော်စာတန်းလေးတွေနဲ့သူတို့ပေးထားတဲ့ဒီမိုက်တမ်ပလိုက်လေးကိုယူပြီးတော့ကျွန်တော်ဒီလိုဗီဒီယိုလေးတွေ ဖန်ပြလို့ရပါတယ်နော်အတကယ်လို့ကိုကဒါတခါတည်း YouTube တို့ Facebook တို့မှာတခါတည်းတင်မယ်ဆိုရင်လည်းတခါတည်းတန်းတင်လို့ရတယ်ဒီဘက်က share ဆိုတာလေးကိုနှိမ့်လိုက်မယ်အစရင်ဘာအတွက်တင်မှာလဲပေါ့နော်ဒီကောင်လေးကိုအဒီဘက် channel မှာကိုလိုက်ရှာမှာပေါ့နော်ဒါ Facebook အတွက်လား YouTube အတွက်လားပေါ့နော်ဘယ် channel မှာ social media မှာတခါတည်းတင်လို့ရတယ်အဲသူတွေမဟုတ်ကျွန်တော်ကနေပြီးတော့ download လုပ်ပြီးတော့နောက်မှခုအောက်ကိုတင်မယ်ပေါ့နော် Google Drive တို့ ဒီမှာ drop out ဆိုပါလေတခါလေတိမ်လို့ရပါမယ်နော်နောက်မှလိုအပ်မှကိုယ့်အကူ down မယ်ဆိုရင်လည်းရတယ်အဲဒါအခုလို့လို့စေကတော့ကျွန်တော်ကဒီကောင်လေးကိုတိမ်လိုက်မယ်တောက်တော့ဆိုတာလေးကိုဆက်နေလိုက်မယ်အေးဗီဒီယို quality မှာဒီ virtual link မှာဗီဒီယိုကတော့တစ်ခုပဲရှိတာပေါ့နော်ဒီကောင်လေးကိုရွေးပေးမယ်အာကျွန်တော်ရွေးလိုက်တာဗီဒီယိုကအာနှစ်ခုဖြစ်နေတဲ့အတွက်တည့်ရဲ့နေရဲ့ဆိုတော့ပြနေလိမ့်မယ်နော်ဖိသားရင်ဘာမှမလိုဘူးဒီဘက်မှာဒါလောက်ဆိုတာလေးကိုတစ်ချက်နှိပ်ပေးမယ် ဟောအခြေအနေတစ်ခုတော့ဆောင်ပြရတာเนาะဒါ connection ကောင်းနေဆိုလို့ရှိရင်ကျွန်တော်အများကြီးဆောင်နေတာမလို့ဘူးဒီဘက်မှာစပြီးတော့အာ down နေပါပြီပေါ့เนาะဟိတရဲ့ကို down လို့ရသွားတဲ့ online ကိုပညာမှာထားမလဲသူတို့တစ်ချက်လာမင်းမင်းမင်းကဒီ deadline လေးထုတ်ခဲ့တဲ့အတိုင်းနေပေါ့เนาะ Okay ဒါလေးတွေဆိုလို့ရှိရင်သူကဘယ်မှာတိတ်မလဲအမေးပြီပေါ့เนาะကျွန်တော်ကမေးပြီဆိုလို့ရှိရင် desktop မှာပဲတင်လိုက်မယ်ဗီဒီယိုလေးတွေကိုကြာတော့ကိုကဘာဘာ ဗီဒီယိုပေးมาလေးပေါ့เนาะကျွန်တော်ကဗာပေးလိုက်မလဲဘူရအင်း DOS ဗီဒီယို1ဆိုပြီးတော့ပေးလိုက်မယ်ပေးလိုက်ရင် save ဆိုတာလေးတစ်ချက်နေလိုက်ရင်ရပါပြီနော်ပြီးရင်ကျွန်တော်တို့ဒါ desktop လေးမှာတစ်ချက်သွားကြည့်မယ်ကျွန်တော်တိမ့်လိုက်တဲ့ဗီဒီယိုလေးပေးသေးရောက်ကလည်းဒီမှာပေါ့เนาะဗီဒီယို1ဆိုတာလေးဒါလေးဖွင့်ကြည့်လိုက်မယ်ဒါလည်းအကြဆိုရင်ကျွန်တော်က Facebook မှာအတင်လို့ရပြီပေါ့နော်။ကိုကတခုခုဒါ online မှာစားပြီးတွေပါလေလုပ်နေတယ် ူတွေမောဒီ online မှာအကုန်အကုန်ပစ္စည်းလေးတွေရောင်းနေတယ်ဆိုရင်လေဒီနေ့လမ်းအတိုင်းလောက်လို့ရပါတယ်နော်โอเคဒါဆိုရင်အားလုံးပဲအဆင်ပြေလို့ရပါတယ်